ကလေးကိုတချို့ဖို့အတွက်အလုံးပြင်ဆင်ပြီးနေတဲ့အချိန်မှာမြုံနိုင်စရာတခုဖြစ်ပျက်ခဲ့ပါရီအမေဖြစ်သူကတာလီကိုနောက်ဆုံးအနေနဲ့နှုတ်ဆက်ရင်းနဲ့ပဲလက်ကလေးဝေကိုစုပ်ကန်လိုက်တဲ့အခါမှာတော့အံဖွယ်အနေနဲ့ကလေးလေးလှူရှားလာတာကိုခံစားလိုက်ရပါရီပထမတော့သူအထင်မှားတာလို့ထင်ခဲ့ပေမဲ့နောက်ဖြစ်လာခဲ့တဲ့အရာကလူအိုင်းကိုအံ့ဩစေခဲ့ပါရီအေးဆက်လာတဲ့စနေနေ့မနေ့အာယုံတက်ချိန်မှာဆိုရင်မဝိနာဟာပွင့်နေတဲ့ကလေးခေါင်းတလားရှိမှာ ငန်းငိုင်းကလေးထိုင်နေခဲ့ပါရီအခန်းထဲမှာဆိုရင်လေတူတူတိတ်ဆက်ကားတန်တွေမကြားတကြားရှိုက်တန်တွေကြဆင်းနေတဲ့မျက်ရည်တွေနဲ့မေးမိနေခဲ့တဲ့ဆုတောင်းတန်တွေပဲပြည့်နေနေခဲ့တာပါဖြစ်ပြနေတာဝေးအားလုံးကသူ့အတွက်တော့ဆိုးရွားတဲ့အိမ်မက်ဆိုးကြီးတစ်ခုပဲဖြစ်ပါရီသူတစ်ပါးရဲ့အိမ်မက်ဆိုးအထက်ကမြင်ကွင်းတစ်ခုလိုပါသူ့ရဲ့ရင်ထဲမှာဘာနဲ့မှမဖြေစင်နိုင်တဲ့ဟာရတာကြီးတစ်ခုဖြစ်နေခဲ့ပါရီသူ့ရဲ့အရှိမလဲလျောင်းနေခဲ့တာကတော့ရှာလီပါ ူရဲ့သားသူရဲ့အသက်သူ့ဘဝရဲ့အဓိပ္ပာယ်ပဲဖြစ်ပါရင်သူကတနစ်တော်မပြည့်သေးပါဘူးသူရဲ့ခန္ဓာကိုယ်လေးကတင်းငယ်လို့နုညံ့လို့ပါရင်အဖျောင်ခေါင်းတလားထဲကကြွေရုပ်လေးတရုပ်လိုပါသူရဲ့ခင်မွန်ဟယ်ရီကဘေးနားမှာချူပြော့ပြီးထိုင်နေကတားလီရဲ့မျက်နှာကနေအကြည့်မလွှဲနိုင်ပဲရှိနေခဲ့ပါရင်သူဟာရှာလီရဲ့လက်ဖွာလေးကိုဖြည်းဖြည်းလေးပုတ်တက်ပြီးထိတွေ့မှုရဲ့နောက်ဆုံးအမတ်တရားဝေကိုယင်ထဲမှာထိမ့်ထိမ့်ထားရှင်ပုံပေါ်ပါရင် သူတို့ကဒီကလေးကိုကြာရှည်စွာစောင့်မျှော်ခဲ့ကြတာပါသူရဲ့ပထမဆုံးလမ်းလျှောက်တာပထမဆုံးစကလုံးတွေရေမောတန်နေအရာအလုံးကအံ့ဖွယ်ပဲဖြစ်ပါရင်အခုစင်တော့တာဝီကဆုံးရှုံးသွားခဲ့ပါပြီအမေတောင်းပန်ပါတယ်တာရဲ့တာလီကိုအမေမကာကွယ်နိုင်ခဲ့ဘူးဆိုပြီးတော့မာဝီနာကကလေးလေးစီကိုကင်ညော့ကတော်တော်လေးပြောပါရင်အဲ့ဒီအချိန်မှာသူဟာကလေးရဲ့လက်ဖွာကိုနောက်တစ်ခါထပ်ဆုပ်လိုက်တော့သူစန္ဒတခုကိုခံစားလိုက်ရပါရင် ပေါ့ပါပြီးတတိမထာမီလောက်အောင်လှုပ်ရှားမှုလေးတစ်ခုပါသူကလက်ကိုပြန်ရုပ်တင်းလိုက်ပြီးတော့မျက်တောင်အကြည့်များစွာခတ်လိုက်ပါရီနှလုံးခုန်လုံးကလည်းမြန်လာခဲ့ပါရီငါအထင်မှားတာပဲဖြစ်မှာပါຫນွေထွေတဲ့အမတ်တရားတစ်ခုပဲဖြစ်မှာပါဆိုပြီးတွတ်တွဲလိုက်ပါရီဒါပေမဲ့သူ့လက်ချောင်းတွေနဲ့ထပ်ပြီးထိလိုက်တဲ့အခါမှာတော့လှုပ်ရှားမှုကထပ်ပြီးဖြစ်လာပြန်ပါရီမောင်ရီနာတယောက်ဆွမ်းအားတွားခဲ့ပါပြီသူမကဟယ်ရီသူငရက်လက်ကိုစုပ်လိုက်တယ်ဆိုပြီးလမ်းပြောခဲ့ပါရီခင်မုံဖြစ်သူကသူ့ကိုအံ့ဩတုံ့လောက်စွာကြည့်ပြီးမှပဲ ကိုကိုကိုင်းရွတ်လိုက်ပါပြီကလေးရဲ့နှဖူးလေးကိုထိလိုက်ပြီးသူဆွန့်အပ်သွားခဲ့ပါပြီမာရီနာသူနွေးနေတယ်ငါခံစားမိတယ်ဆိုပြီးသူကဆက်ပြောပါပြီပတ်ဝန်းကျင်မှာရှိတဲ့လူတွေရဲ့မျက်နှာတွေကအံ့ဩမှုနဲ့ဆွေးပူပန်မှုတွေအဖြစ်ပြောင်းသွားခဲ့ပါပြီဆွေမျိုးတချို့ကအနီးကလာကြပြီးတော့သူတို့အထက်ကတယောက်ဟာကလေးရဲ့ပားပြင်ကိုခြူရဆိုင်ထိလိုက်ကဒါကမဖြစ်နိုင်ဘူးသူနွေးနေတော့မယ်ဆိုပြီးတီတိုလေးပြောပါပြီ မဝီနာဟာလက်တုံရင်စွာနဲ့တားလီရဲ့လက်ဖွားကိုနောက်တစ်ခါပြန်ယူလိုက်ပါပြီဒီတစ်ခါတော့သူရှင်းရှင်းလင်းခန်းစားနေရပါပြီကလေးကပြန်လဲတုံပြန်ပါပြီအားတော်နေပါပြီဒါကတေချာပါပြီသူရလက်ဆောင်ကမိခင်ကိုတွေ့ကပ်နေတယ်လို့မျိုးလှောက်ရှားနေခဲ့တာပါအဲ့ဒီအချိန်အဖွားဖြစ်သူကဒူးထောက်ပြီးစုတောင်းနေခဲ့ပါပြီဝမ်ကွိုင်းကြီးအမကအကူကြီးတောင်းဖို့လမ်းပေါ်ကိုအပြေးထွက်သွားခဲ့ပါပြီမဝီနာကတားလီကိုမျက်တော်မခန့်ပဲကြည့်ပြီးသူအသက်ရှင်နေတယ်သူအသက်ရှင်နေသေးတယ် ျမခန်းစားရတယ်လို့ထပ်ခါတလဲလဲပြောနေခဲ့ပါရင်တို့ရဲ့တငယ်ချင်းစီးဆိုင်ပိုင်ရှင်အသက်လက်ပိုင်းအမျိုးသားတယောက်ဖြစ်တဲ့အဲလက်ကအနီးဆုံးစီးဆိုင်မှာလှုပ်လှုပ်နေခဲ့တာပါသူကအော်တန်နီကြားပြီးတော့လမ်းပေါ်ကိုပြေးထွက်လာခဲ့ပြီးအိမ်ဘက်ကိုချက်ချင်းပဲပြေးသွားခဲ့ပါရင်ဖြစ်ပြနေတာကိုမြင်တော့သူဘာမှမမေ့ပဲအိမ်ကိုပြန်ပြေးသွားကခကြီးဆောင်မိုနီတာတစ်ခုနဲ့နှစ်ချက်ကိုဆွဲယူပြီးပြန်လာခဲ့ပါရင် ဆက်ပစ္စည်းကိုပလတ်ထိုးလိုက်တဲ့အခါမှာတော့အခန်းထဲမှာတိတ်ဆိတ်သွားခဲ့ပါပြီဖန်တားပြင်ပေါ်မှာတီးတွယ်တဲ့မြင်းကြောင်းလေးတစ်ခုလှုပ်ရှားနေခဲ့ပါပြီတတဲမဲတော့မမြင်ရပါဘူးပုံမှန်လို့ပြောဖို့ခက်ခဲလောက်အောင်တုံဆိုင်နေခဲ့ပေမဲ့အဲလက်ကိုသူအသက်ရှင်နေပါလေလူနာတင်ရင်ချက်ချင်းခေါ်လို့ပြောလိုက်ပါလေ7မိနစ်အကြာမှာလူနာတင်ရင်အဖွဲရောက်လာခဲ့ပြီးသူတို့အမှတ်တမ်းတင်လိုက်တဲ့အရာကအတွေ့အကြုံရှိတဲ့ဈေးဘက်ဆိုင်ရာဝန်ထမ်းကောင်မှထိတ်လန့်စီခဲ့ပါပြီသွေးခုံနှုံးကအားနေနေပေမဲ့မတည်ငြိမ်ပေမဲ့လေတကယ်အသက်ရှင်နေပါလေလို့ပြောခဲ့တာပါ ကလေးကိုချက်ချင်းပဲအောက်ဆီဂျင်ပေးပြီးတော့ခေါ်သွားလိုက်ကြပါရီမိဘဝေကိုကားအပေါ်လိုက်ခွင့်မပေးခဲ့ပါဘူးကျမ်းမာရေးစည်းကမ်းအရာပါဒါပေမဲ့မာဝီနာရဲ့အရင်ထဲမှာတော့ကွဲကျင်နေခဲ့ပါပြီဒါကဘလို့များဖြစ်နိုင်ရတာလဲဆိုပြီးသူတွေးနေခဲ့တာပါငါတို့ကသူ့ကိုအသက်ရှင်လျက်မြေမျိုးမိတော့မလို့ပဲလို့ဆက်ပြောခဲ့ပါရီဒီလိုနဲ့ဇေယုံရောက်တော့မာဝီနာကိုအဲ့ခန်းထဲမှာနေခိုင်းခဲ့ပါရီမိနစ်40နီးပါးကြာပြီးမှသူနာပြုတယောက်ကသူတို့စီထွက်လာခဲ့ပါပြီသူက AAC နဲ့ပြန်သားပြောပါရီသူ့ရဲ့အခြေအနေကိုတင်းအောင်လှုပ်ပေးထားပါရီအသက်ရှူဆက်တတ်ထားပါရီ ဒါပေမဲ့ဒါကဘလို့များဖြစ်နေရတာလဲဘာကြောင့်လဲဆိုတော့ကျမတို့နားလည်ဖို့လိုအပ်ပါတယ်မာဝီနာကတော့မယုံနိုင်တော့ပါဘူးသူ့ရဲ့သားကအသက်ရှင်နေသေးတာကိုပါ နောက်တနေ့မနေ့မှာပဲရဲဝေကစေယုံကိုရောက်လာခဲ့ပြီးတော့အဖြေဝေကလည်းထွက်ပေါ်လာပါပြီ။သူတို့ကမိဘဝေစေယဝန်တွေတူနာပြုတ်ဝေကိုစစ်ဆေးခဲ့ပါပြီ။လွန်ခဲ့တဲ့3ရက်တုန်းကမဝိနာဟာကလေးဖျားတဲ့အတွက်ပထမဆုံးအကြိမ်ခေါ်လာတုန်းကတာဝန်ကျစေယဝန်စာဂျီယိုကော်တက်ဆွဲလူငယ်စေယဝန်ဟာသူ့ကိုစစ်ဆေးပြီးခဲ့တာဖြစ်တဲ့အကြောင်းပြန်လည်ပြောပြခဲ့ပါပြီ။အဲ့ဒီစေယဝန်ကသူ့ကလေးကိုတေချာတော့မကြည့်ဘူးလို့ဟယ်ရီကရဲဝေကိုပြန်လည်ပြောပြပါပြီ။ သူကဖုန်းဝင်ပြောနေခဲ့တာပါကျွန်တော်တို့ကိုမခေါ်ခင်တုံးနိုင်ကြအောင်လဲစောင့်ဆိုင်ခဲ့ရပါတယ်လို့သူကပြောပြခဲ့ပါတယ်အဲ့ဒီနောက်မှာတော့အဲ့ဒီဆရာဝန်ကစေးရဲဝဲပြီးဖျားနာကိုရှော့ရှားလိုက်ပါလို့ပြောခဲ့တဲ့အကြောင်းလဲပြန်လဲပြောပြပါတယ်နောက်တနေ့ရှာလီရဲ့အခြေအနေဆိုရင်ရတဲ့အထိဖြစ်လာတဲ့အခါမှာတော့သူတို့ကပြန်လာခဲ့ကြပါတယ်ဒါပေမဲ့အခြေအနေကနောက်ကျသွားခဲ့ပါပြီဆရာဝန်ဟာသူ့ကိုယာယီပဲတည်ငင်အောင်လုပ်ပြနေခဲ့ပါတယ်နိုင်အနေနဲ့အကြောင်းမှာတော့တည်ဆုံကြောင်ကြေညာခဲ့ပါတယ် ဒါပေမဲ့သူမတည်ဘူးလို့မာရီနာကစီရင်ချက်ကြတော့အော်ဟစ်ခဲ့ပါရီဒီတဲ့င်းကိုအများပြည်သူတွေကြားပြီးရတော့မငြိမ်မသက်မှုတွေဖြစ်လာခဲ့ပါရီဒါကြောင့်ပဲဒေါက်တာဆာဂျီယိုကော်တက်ကိုတာဝန်ကနေရက်ဆိုင်ခဲ့ပါရီနောက်ပိုင်းမှာတော့သူ့ကိုဖမ်းဆီးခဲ့ပါရီသူ့ရဲ့ပေါ်ဆမှုကြောင့်စီကန်ထိန်တရေးဆိုင်ရာတိုက်ကြားချက်တွေရရှိထားပြီးသားဖြစ်တဲ့အကြောင်းပေါ်ပေါက်ခဲ့ပါရီနောက်ပတ်အကြောင်းမှာရောရှာလီဟာပထမဆုံးအကြိမ်သူ့ဘက်သားသူမျက်လုံးဖွင့်ကြည့်နိုင်ခဲ့ပါပြီအဲဒီညာကဟယ်ရီဟာကလေးကိုရင်ခွင်ထဲပြေးဖက်ပြီးတော့တိုးတိုးလေးငိုကြွေးနေခဲ့ပါရီ မဝီနာကဘေးနားမှာထိုင်ပြီးတားလျက်စပင်းတွေကိုပုတ်တက်ခဲ့ပါရင်ကလေးကအားနေနေခဲ့ပေမဲ့အနှဲငယ်လေးပြုံးနေခဲ့ပါရင်သူတို့မိသားစုရဲ့ဆက်လန်းကဂျမ်းမာရီစနစ်ထဲကတာဝန်ယူမှုတာဝန်ခံမှုအတွက်ရုန်းကန်ရတဲ့ပုံရိပ်တစ်ခုဖြစ်လာခဲ့ပါရင်ဒီဆက်လန်းကတနိုင်ငံလုံးကိုပြန့်နှံ့ပြီးတဲ့နောက်တခြားမျိုးတွေကဆရာဝန်တွေကလည်းပညာရှင်ဖိုရန်ဒီမှာမချက်တွေပြီးခဲ့ကြပါရင် ချမ်းမာရေးဝန်ကြီးဌာနကလည်းတနင်္ဂနွေလုံးကလူနာလက်ခံဌာနဝေကိုကြိုတင်အကြောင်းမကြားဘဲနဲ့စစ်ဆေးမှုရေးစတင်လှုံ့ဆော်ခဲ့ကြပါရီဒါပေမဲ့မာရီနာနဲ့ဟယ်ရီတို့အတွက်ကတော့ဒီအရာဝင်အလုံးဟာသူတို့အတွက်အရေးမကြီးတော့ပါဘူးအဓိကကသူတို့ရဲ့တာလီအသက်ရှင်နေသေးတာပဲဖြစ်ပါရီမကြခင်မှာပဲတရားရုံးကလည်းဒေါက်တာကော်တက်ကိုလူနာရဲ့အသက်အားချိန်ချောက်မှုဖြစ်စေတဲ့ပေါ်ဆမှုကြောင့်ထောင်ဒဏ်6နှစ်ချမှတ်ခဲ့ပါရီဒါပေမဲ့ကလေးရဲ့မိဘဝေကတော့မပြော့ပါဘူးသူတို့ကလည်းစားရှိတာမျိုးမလိုအပ်ခဲ့ပါဘူးအခုစင်တော့ငါဖက်နေမှာမာရီနာဟာမကြခင်နိုးလာပြီးတာလီအိတ် ဲ့ကဒင်းစီကိုတွားနေတော့ပါရီရှာလီလေးအသက်ရှူနေတာကိုကြည့်ပြီးတော့လက်ကလေးအပေါ်လက်တင်ထားတတ်ပါရီသူအိတ်ရင်နဲ့ပဲနည်းနည်းလေးလှုပ်လိုက်တာနဲ့သူပြုံးလိုက်မိပါရီဒီလှုပ်ရှားမှုလေးကသူ့အတွက်ထာဝရအံ့ဖွယ်တစ်ခုအဖြစ်ကြံရှိနေတော့မှာပါကြည့်ရှုရပရိသတ်များအလုံးကျေးဇူးတူတင်ရှိပါခင်ဗျာဒါကမယုံနိုင်စရာပါပဲဒီ professional ကြွေပြခင်းတဲ့အဖွဲ့ကတော်တော်လေးကိုမှအလုံးဖြစ်တဲ့နီလန်တစ်ခုကိုတီထွင်လိုက်ကြပါရီသူတို့ရဲ့နီးစနစ်ကမြန်ဆန်ပြီးတော့ထိရောက်မှုရှိလွန်းတဲ့အတွက်တနည်းကိုဒေါ်လာ တသိန်းကျော်လောက်ဝင်ငွေရှာနိုင်တယ်လို့ပြောကြပါရင်ဒီနီလန်နဲ့ဆိုရင်တော့စတူယန်ပေ3000လောက်ကျဲဝန်းတဲ့ကျမ်းပြင်တစ်ခုကို၄နိုင်အတွင်းကြွေပြားခင်းနိုင်ကြပါရင်ဒီအလုတ်ကတဲနဲ့ဗီလက်မြေကိုကျမ်းပြင်ပေါ်တိုက်ရိုက်ပုံချတာနဲ့စပါရင်အဲ့ဒီနောက်ရေကိုအပေါ်ကနေဖြန်းလိုက်ကြပြီးအဆူဓာတ်ကိုထိမ်ပါရင်၃ရောက်အဖွဲကတယောက်ချင်းစီမှာတိကျတဲ့တာဝန်ကိုစီနဲ့စနစ်တကျအလုံးလုံးနေကြတာပါတယောက်ကမော်တာကိုကြမ်းပြန်နဲ့ညင်ညာစွာဖြန့်ခင်းပါရီသူကလက်သမားကုရီးယားနဲ့ကြမ်းတမ်းတဲ့မျက်နှာပြင်တစ်ခုဖန်တီးပါရီ သူ့ရဲ့အနောက်ကနေဂျန်တဲ့လူတွေကကြွေပြားဝေကတ်ကြပါရင်တို့ရဲ့ပူပေါင်းဆွဲမှုက တကယ်ကိုမှအထင်ကြီးစရာပါတို့အလုံးလုံးနေတော့ကိုကြည့်ရတာကတော်တော်လေးကိုကောင်းပါရင်ဒီလိုရလတ်နေနေဆိုရင်တော့တို့ပိုက်ဆံအများကြီးရှာနေတာကမဆန်ပါဘူးကြွေပြားခင်းတဲ့နေရာမှာအခက်ဆုံးအပိုင်းကများသောအားဖြင့်တောင်းဝင်တဲ့အစွန်းတွေပဲဖြစ်ပါရင်ဒါပေမဲ့ဒီကျွမ်းကျင်တဲ့လူတွေကတောင်းနေကိုပါဖျက်ဆရာမလိုအပ်ပဲအပြည့်အစုံကတ်သွားကြပါရင်အင်ရှင်ကတို့ရဲ့နေစနစ်ကိုမြင်ပြီးတော့လုံးဝအံ့ဩသွားခဲ့ပါပြီး ကျွေပြားဝေခင်းပြီးတာနဲ့အကြောဖြည့်ဖို့အတွက်အချိန်ရောက်လာခဲ့ပါပြီ။အဲ့ဒီနောက်ဆုံးအဆင့်ကကျမ်းပြန်တစ်ခုလုံးကိုတန့်ရှင်းတည့်ရအောင်တောက်ပြောင်းနေစီခဲ့ပါရီ။အပိတရလက်ကိုမြင်တော့အင်ရှင်ကအရန်ကိုပျော်သွားခဲ့ပါရီ။တကယ်ကိုမှပျော်လို့တဲ့အတွက်အခကြီးငွေအပြင်သူတို့ကိုအပူဆွေချက်ချင်းထုတ်ပေးလိုက်သေးပါရီ။တင်းနေတဲ့သူတို့ရဲ့အလုံးလုံးနိုင်စွမ်းကိုဘလို့မျိုးထင်မြင်မိပါသလဲ။ကြည့်ရှုပြပရိတ်တ်များအားလုံးကျေးဇူးတို့တင်ရှိပါခင်ဗျာ။